ကျွန်တော်ဒီနေ့ logic ပညာအကြောင်းနည်းနည်းလေးဆွေးနွေးကြံလို့ပါအဲ့တော့ logic ဆိုတာကြိုးကြောင်းဆက်သွယ်မှုကိုလေ့လာတဲ့ပညာပါသင်္ချာကအဲ့ဒီပညာကိုအများကြီးအားကိုးရပါတယ်နော်အမှအမှသိကြအောင်သိကြအောင်လို့ပါဒါမဲ့ဒီပညာကနမဲသာကြီးနေတယ်တကယ်လက်တွေ့ကြတော့လူတွေကမွေးရပါ အမှအမှအကြိုးကြောင်းဆက်သွယ်တာတတ်ပါတယ် ကျွန်တော်3-4နှစ်တန်းအအရွယ်လုံးကကျွန်တော်အဖေကမိကွန်းတစ်ခုမေးတယ်။ခလေးတယောက်နဲ့လူကြီးတယောက်လမ်းလျှောက်နေတယ်တဲ့။ခလေးကလူကြီးရဲ့သားဒါပေမဲ့လူကြီးကခလေးရဲ့အဖေမဟုတ်ဘူးတဲ့။ဘာတော်သလဲတဲ့။ဆိုတော့ပေါပေါရှာရှာဘလို့စတွေးလဲဆို ပထွေးလားမွေးသားအဖေလားစသည်ဖြစ်မော။တကယ်တော့လောကျအရာသဘာဝကြကြတွေးရင် ခလေးစီလူကြီးရဲ့သားဆိုလူကြီးက နဲ့ကလေးနဲ့ဆက်သွယ်တာတာအမိနဲ့တာအဖနှစ်မျိုးပဲရှိတယ်အဲ့ဒီနှစ်မျိုးမှာအဖေမဟုတ်ဘူးဆိုရင်တော့ဖြစ်ဖို့ကအမေပဲကျန်တာပေါ့အဲ့ဒါလို့စနစ်တကျတွေးခေါ်တတ်ဖို့ငယ်ငယ်ကလေးကတတ်ပါတယ်မွေးရကလေးကတတ်ပါတယ်ဒါမဲ့လူတွေကတလွေးတချို့ပေါ့ပေါ့ဆာဆာတွေးတတ်လို့ဆိုတော့အဲ့ဒီ logic မှာအယံကိုတိကျအောင်လို့ဘာလို့ ਆ လဲဆိုတော့ပြောဆိုဝါကြတွေကိုသေချာစနစ်တကျတိဆောက်ရတယ် လျှောက်မပြောရဘူးအဲ့ဒီပုံမြင်လေးတစ်ခုရှိတယ်ပညာရှင်၃ယောက်ကစကော့တလန်ပြည်မှာယထာတူတူစီးသွားတယ်စီးသွားတော့တောင်ကုန်းတစ်ခုရဲ့ထိတ်မှာတိုးမဲလေးတစ်ကောင်တွေ့တော့အဲ့ဒီမှာဝိဇာပညာရှင်ကနော်သူကနက္ခတ္တဝိရပညာရှင်ကဝိဇာသမားပီပီကဗျာလေးတစ်ခုစက်တယ်စကော့တလန်ပြည်ရဲ့တူးမြဟာမဲပါလားဗော အဲ့တော့ဘေးမှာယူပိုက်ပိဒါပညာရှင်ကတွေ့တော့သူ့ကိုကန့်ကွက်တယ်ခမင်းကတိုးတကောင်မဲတာတွေ့ပြီးတော့စကော့တလန်ပြည်ကတိုးတွေအလုံးကမဲတယ်ဆိုပြီးတော့ကြပြဆာလာအတိတ်ပြန်မှားနေတယ်အဲ့လိုယူပိုက်ပိဒါသမားကပြောတော့ဘေးမှာတင်းချာသမားယူပိုက်ပိဒါသမားခမင်းကလည်းသိပ္ပံပညာရှင်ဖြစ်ပြီးတော့တိုးရဲ့ဒီပချမ်းမဲတာခမင်းတွေ့တယ်ဟိုပချမ်းတွေ့လို့လားအဲ့ဒါကြောင့် စကော့လန်ပြည်ရဲ့တိုးတကောင်ရဲ့အချမ်းတချမ်းဟာမဲပါတယ်လို့ပဲပြောရမယ်။ဆိုတော့ရည်စရာပုံမြင်လို့လို့ပါပဲ။သို့တော်လည်းပညာသင်္ကန်းစာတစ်ခုပါပေးတယ်လဲဆိုလူတွေဟာမြင်တာထက်ပိုပြောတတ်တယ်။သင်ချာမှအလိုမလိုပါဘူး။သင်ချာမှမြင်တာကိုတိတိကျကျပြောရတယ်။အဲ့ဒီကသင်္ကန်းစာပေးတာပါ။ နော်အဲ့တော့ဒါကြီးက logic ကိုပညာပေးတဲ့ပုံပြင်နေပါကျွန်တော်လည်းပြောဘူးတယ်နော်အကြောင်းထပ်နေမှာမသိဘူးအဲ့ဒါကိုအင်းနာသိပြီးသားလူတွေကနည်းနည်းလေးတော့သိခါမှာနော်ဘာတော့ကြိုးကြောင်းဆက်ဆက်ပြီးအခြေအနေပေးလို့ပြောရတာပါအဲ့တော့ logic ဆိုတာဘာလဲလို့မင်းရင် logic ဆိုတာတိတိကျကျပြောရင် အမှားအမှန်ဝေဖန်တဲ့ပညာအဲ့တော့ तू ကဘာလို့လေ့လာလဲဆိုအဆိုပြုချက်တွေလေ့လာတယ် အစိုးပြုချက်ဆိုတာအင်္ဂလိပ်လို statement ပေါ့နော် statement ကိုလေ့လာတယ် statement ဆိုတာဘာလဲအစိုးပြုချက်ဆိုတာဘာလဲအစိုးပြုချက်ဆိုတာမှားခြင်းမှန်ခြင်းတန်ဖိုးဆောင်တဲ့ဝါကြပါမှန်နိုင်တယ်မှန်နိုင်တယ်ဒါပေမဲ့အမှားအမှန်လုံးဝမရှိတာလည်းမဖြစ်ရဘူးအမှားအမှန်နှစ်ခုသလုံးဖြစ်တာလည်းမရှိရဘူးဥပမာဆိုပါတော့ကြားမှချမ်းသာပါစေဆိုရင် အာရာဝကြမအာရာစတိတ်မန့်မဟုတ်ဘူး ဝါကြတော့ဟုတ်တယ်ဆူတောင်းတဲ့ဝါကြသို့တော်လည်းအမှားမှမရှိဘူးကျမ်းမှချမ်းသာပါသေးသောမှန်ပါတယ်မှားပါတယ်ပြောလို့မရဘူးနော်အဲ့တော့ statement ဆိုတာဘယ်လိုမှမြို့လဲဆို ဥပမာမူးယွာပါတယ်ဆိုအဲ့ဒါ statement ပဲမူးယွာတာမှန်နိုင်တယ်မှားနိုင်တယ်မြင့်ကြီးရေဆိုးပါတယ်ဆိုတာလည်းမှန်နိုင်တယ်မှားနိုင်တယ်အဲ့ဒါမျိုးက statement အဲ့တော့အမှားမှန်ဘုန်းတော်က မရှိဘူးလို့ပြောတဲ့ဟာကျမ်းမာပါသေးနောက်တစ်မျိုးပြောဦးမယ်အမားလည်းဖြစ်နေတယ်အမှန်လည်းဖြစ်နေတယ်ဗျိုင်းသူဖြစ်နေတယ်ဥပမာလူတစ်ယောက်ကကျွန်းတော်ခုလိမ့်နေတယ်သူခုပြောတယ်အဲ့ဒီဝါကြလိမ့်နေတယ်လို့လူတစ်ယောက်ကအဲ့လိုပြောတယ်အဲ့ဒီဝါကြကိုလေ့လာမယ်မှန်နေတာအဲ့ဒီဝါကြမှန်ရင်တော့ तू ကလိမ့်နေတာမှန်ရင်လိမ့်နေတာ ဟာလိမ့်နေလိမ့်နေစကားမှားတဲ့စကားလीမှန်ရင်မှားတယ်ဒါဆိုမှားတယ်ထားကျွန်တော်ခုလိမ့်နေတာမှားရင်ဘာဖြစ်မလဲလိမ့်နေတယ်ဆိုတာမှားရင်မလိမ့်ဘူးပေါ့ဟာမလိမ့်ရင် तू မှန်တဲ့စကားပြောတာလीမှားရင်မှန်တယ် မိုင်းလားမားတယ်မိုင်းလားအမ အမဘိုင်းသူဖြစ်နေတယ်အရာမျိုးဟာလဲ statement မဟုတ်ဘူးဆိုလိုချင်တာသင်ချာမှာအဲ့ဒီလိုမလိမ့်တပတ်ဝတ်ကြတယ်လက်မခံဘူးဓာရီလက်မခံဘူးအမအမကိုပြရမှာအဲ့တော့အဲ့ဒီလိုအမအမကိုပြတဲ့ statement ကိုသင်ချာမှာနှစ်မျိုးအဓိကကိုယ်တယ်တစ်မျိုးကတော့ simple ပေါ့ ယိုယိုလေးမိုးယွာတယ်ရှင်းရှင်းလေးပဲ idea တစ်ခုပဲရှိတယ်ရေးဆိုတယ် idea တစ်ခုပဲရှိတယ်ဒါပေမဲ့သင်္ချာမှာတကယ်စိတ်ဝင်စားတဲ့ဝကြက conditional statement လို့ခေါ်တယ် conditional statement အဲ့ဒါကဘာမှလို့ပြောချင်ကြိုးကြောင်ဆက်ဆက်တဲ့ဝကြက်ဥပမာမိုးယွာလင်းရေးဆိုတယ်အဲအဲ့ဒါ အကျိုးနဲ့အကြောင်းနဲ့သင်္ချာမှာအများဆုံးလေ့လာတာအားဒါမျိုးအဲ့ဒီဝါကြမျိုးလေ့လာဖို့သင်္ချာမှာသင်္ကေတတစ်ခုထွန်းထားပါတယ်ဖြစ်လျင်အင်္ဂလိပ်လို implies လို့ဖတ်ပါတယ်ဖြစ်လျင်မိုးရွာလျင်ရေဆိုးသည်ဟဲ့လိုအဲ့တော့ x plus 1 equal to 4ဖြစ်လျင် x equal to 3အဲအဲ့ဒါအဲ့ဒါဖြစ်လျင် ကျိုးကျောင်းဆက်ဆက်တဲ့ပညာအဲ့ဒါကို conditional statement လို့ခေါ်တယ်အဲ့တော့မိုးရွာတဲ့ rain ရေဆိုးတဲ့ wet rain imply wet အဲ့ဒီမှာလိလာတဲ့အခါမှာသင်ချာအပြန်အလှန်ကိုလည်းလိလာတယ်ဒါဆိုရင်ရေဆိုးရင်ကောမိုးရွာသလားရေဆိုးတိုင်းတော့မိုးမရွာဘူးရေဆိုးတာခလေးကစားတာဖြစ်နေတယ်တယောက်ယောက်ကြီးဖျားတာဖြစ်နေတယ်အကယ်၍အဲ့ဒီအဆိုးပြူးကျက်ရဲ့ဗျောင်းပြန်ကမှန်ရင်အဲ့ဒါကို compass လို့ခေါ်တယ် ဆိုတော့ဒါမျိုးကိုအများဆုံးကျွန်တော်တို့တို့ရတာကတင်းချမှာပေါ့နော်တင်းချမှာအဲ့ဒီအမှားအမှန်လေးလာတာကြည့်အပြန်အလှန်လေးလာတာတတိကံ ABC မှာနှစ်နာညီရင်နှစ်ထောင်ညီတယ်နှစ်နာညီလျင်နှစ်ထောင်ညီတယ်ဒါဖြစ်လျင် implies ဒါဆိုအပြန်အလှန်မှန်လားကြည့်နှစ်ထောင်ညီရင်ကိုနှစ်နာညီသလားဒါလည်းမှန်တာပဲအဲ့လိုအပြန်အလှန်မှန်ရင်တင်းချမှာနှစ်ဖက်ခြုံကိုသုံးတယ် အဲ့ဒါကြတော့ထူးထူးဆန်းဆန်း if and only if လို့ဖတ်တယ်နော်ဖတ်တာစူးစမ်းနေဖတ်တဲ့ပုံစံကဒါပေမဲ့အကြောင်းရှိတယ်ဒါပေမဲ့ဒါတိကျွန်တော်သိလိမ့်မရှိခြင်းဘူးနော် is equivalent to လို့လည်းဖတ်တယ်အဓိပ္ပာယ်ဒီဝကျနှစ်ခုကအဓိပ္ပာယ်တူတူပဲလို့ပြောတာအဓိပ္ပာယ် is and only if do is equivalent to ဒုမလေးဒီမှာကြည့်ဒေါင်း A 90ဒီဂရီဖြည့်ရင်ဒေါင်းမှန်တတိကံဖြည့်ရင် A² B² + C² နဲ့တူတယ် ဖြစ်လေအဲ့ဒါဟာကဘာကျော်ပိုက်တာကိုရက်စ်ဒီဟိုရမှာအပြင်းအလန့်မှန်သလား a2 b2 c2 နဲ့2ရင်ကိုဒေါမန်တရီကအပြင်းမှန်တာပဲဒါအပြင်းအလန့်မှန်တယ်ပိုက်တာကိုရက်စ်ရဲ့သူ့အပြင်းအလန့်ရင်အပြင်းအလန့်မှန်ရင်နှစ်ဖက်ချုံသုံးတယ် if and only ဒါမဲ့သင်ချာမှာအဲ့တလို့အပြင်းအလန့်မှန်တဲ့ဟာဒီအများကြီးပဲအပြင်းမှာတော်တော်ရှားတယ်သင်ချာမှာများတယ်ဒါမဲ့အပြင်းအလန့်မှန်တာလည်းရှိတယ်ဥပမာကြည့် အဲ့က -3 နဲ့တူရင်နှစ်ဖက်စလုံး squaring both side လို့ရင် a square က9ပေါ့မှန်နေဒါပေမဲ့ပြောင်းပြန် a square က9ဖြစ်ရင် a က -3 ဟုတ်သလားမဟုတ်ဘူး a square က9ပြင် a က +3 လည်းဖြစ်နိုင်တယ်အပြန်မမှန်ဘူးဒါကြောင့်အပြန်လမ်းမှန်တာအများကြီးရှိတယ်လို့မမှန်တာလည်းအများကြီးရှိတယ်ဥပမာ student တစ်ခုဖြစ်ခဲ့ရင် abc ရည်ရ square တောင်းပြမြင်တဲ့အကြောင်းညီတယ်မှန်နေဒါ မှန်တယ် implies ဒါဆိုအပြန်မှန်သလားဒေါင်းပြက်နဲ့ကြောင်းညီရင် student ဟုတ်သလားမဟုတ်ဘူးဒါတော့မမှန်ဘူးဒေါင်းပြက်နဲ့ကြောင်းညီတာဟာဒေါင်းမှန် student ပဲဖြစ်နိုင်သေးတယ် student မဟုတ်ဘူးเนาะဆိုတော့ဒီ implies ရဲ့ if and only if ရဲ့အရာရီကသင်ချာမှာအတော့အများဆုံးသင်ကြတာနှစ်ခုပါခုကျွန်တော်ဒီလိုစမ်းကြည့်တယ်6တန်းမှရှိတဲ့အခေယသင်္ချာပု္ပ္ပစာလေးတစ်ခုကိုကျွန်တော် အဲ့ဒီ logic ကလေးကျွန်တော်ထည့်ပြီးစဉ်းစားပြရတယ်တခုပဲပြောကြပါလေခင်ဗျားတို့၆တန်းခုနှစ်တန်းမှာသင်ခဲ့တဲ့ညီမြချင်းဖြည့်ရှင်းတဲ့စနစ်တရားအားလုံးအမှန်အကန်ကြီးပဲဘာမှပြောင်းလဲဖို့မလိုဘူးကျွန်တော်ကနည်းနည်းလေးလေးနဲ့အောင်လောကျက်ထဲတာကျွန်တော်အရာကိုထဲရတာဘုသူတာပါအရာကြောင့်ခင်ဗျားတို့သင်ထားတတ်ထားတာလေးတွေတို့အားလုံးတန်တရားဖြစ်เสียမလိုဘူးပြုတ်ပြင်းပြောင်းလဲเสียရလည်းမလိုဘူးเนาะဥပမာရှိဒီ equation ပေးထားတယ်၆တန်းညီမြချင်း အဲ့တော့ဒီ x ကလေးကြည်အောင်နှစ်ဖက်စလုံး x နှုတ်လိုက်တယ်နော်အဲ့တော့တခါအဲ့ဒီ x ကလေးလဲကြည် off ဒီမှာ 3x 5ကဒီမှာ x ကြည်တော့1ကျန်တယ်တခါဒီ5ဟိုဘက်ရောက်ဟိုဘက်ဒီဘက်5ပေါင်း5ပေါင်းလိုက်တော့5ကြည်သွားပြန်ရောဟိုဘက်က6ဖြစ်သွားတယ်ကျတော့ဒီ3ကြည်အောင်ဟိုဘက်ဒီဘက်3နဲ့ဆိုတာ x က2နောက်ဆုံးအဖြေထွက်သွားတယ်။တခြားချောက်တန်းတွတ်တာတစ်ခုပဲ ျွန်တော်တို့ logically နဲ့တိတိကျကျပိုးပြီးတော့အတွေးအခေါ်လေးပေါအောင်ပြောခြင်းဒီကြားထဲမှာတကယ်တော့ကျွန်တော်တို့မြုပ်ထားတဲ့မြုပ်ွက်ရှိပါတယ်ကြားထဲမှာ down shock if and only if ကမြုပ်ထားတာပါကြားထဲမှာကျွန်တော်တို့ဒီအဆူပြုတ်ချက်တွေအားလုံးကအပြင်းအလန်မှန်သားကြီးပဲဆိုပါစို့ဟိုဘက်မှာဒီဘက်မှာကျွန်တော် x နှုတ်လိုက်တော့ဒီကနေဒီလိုဖြစ်လာတယ်လေဒါဆိုဟိုဘက်ကဒီဒီ equation မှာဟိုဘက်ဒီဘက် x ပြန်ပေါင်းရင်ဒါဖြစ်မှာပေါ့ ဒီတိုင်မှာဟိုဘက်ဒီဘက်မှာဟိုဘက်ဒီဘက်မှာကျွန်တော်ဒီမှာငားပေါင်းထားတယ်အဲ့တော့ဟိုဘက်ဒီဘက်ငားပြန်နှုတ်ရင်ဒါပြန်ဖြစ်မှာပေါ့အပြန်အလှအကုန်မှန်တယ်ဆိုတော့အားပြထည့်လိုက်တဲ့ဂျုံဘာလေးနှံ့မှုဖြစ်သွားလေဆိုကြည့်အတိတ်ပဲက HD ဒီညီမြချင်းရဲ့အဖြေဖြစ်ခဲ့လို့ရှိရင် HD တူးဖြစ်ရမယ်လို့ပြောတာတဖက်တဖက်တလန်းသွားကိုပြောတာနော်အပြန်လာမှာပြောသေးဘူး HD ညင်မြချင်းကိုပြည်လဲ S2 ဖြစ်ရမယ်။ဒါဆိုကျွန်တော်ကနှစ်ဖက်ခြုံဖြစ်တဲ့အတွက်ကြောင့်ပြုံးမြန်လဲသွားလို့ရတယ်။ဒါဆိုအတိတ်ပြာ S က2ဖြစ်ရင်ဒီညင်မြချင်းကိုပြည်လဲတယ်။မြားတစ်ဖက်ပြောတာကဒီညင်မြချင်းရဲ့အဖြေဖြစ်ရင်နှစ်ဖြစ်တယ်။နှစ်ကအဖြေလို့မပြောဘူးနော်။ is ကဒီညီမဲချင်းအဖြစ်ဖြစ်ရင် is က2ဖြစ်နိုင်တယ်လို့ဒါပြောတာဒီနှစ်ကအဖြစ်ဖြစ်နိုင်တယ်လို့ဒါပြောတာ ပြောင်းပြန်သွားတဲ့အတွက်ကြောင့် x ကတူးဖြစ်ရင်ဒီညီမချင်းကိုပြေလေတဲ့အဲ့တော့မှအဖြေဆိုတာသိကြတယ်ကျွန်တော်ကတွေးခေါ်စေကြလို့ပြောတာနော်နားရှုံမတော်နဲ့တကူတတ်ထားတဲ့ပညာလေးတွေလည်းဘာမှရှုံထွေးရောထွေးသွားစရာမလိုဘူးအေးအေးစေစေလေးတွေးပါညီမချင်း ရှင်းလာတော့မှဒီ logic ကလေးထည့်ရင်ပြေလေရင်နှစ်ဖြစ်တယ်နှစ်ဖြစ်ရင်အဖြေဖြစ်တယ်ချိန်ကြိုက်ပြီးသားဖြစ်သွားတယ် အဲ့တော့ကျွန်တော်ညီမချင်းတွေရှင်းတဲ့အခါမှာတကယ်တော့အပြင်းမှန်မမှန်ဆိုတာချိန်ကိုက်ဖို့လိုအပ်တယ်။သို့တော်လည်းပဲဒီ net ဖက်ချုံကဘာပြောလဲဆိုနှစ်ဖြစ်ရင်အပြည့်ဖြစ်တယ်ဆိုတဲ့ဒီပြောင်းပြန်ကြောင်းတကယ်တော့ကျွန်တော်အများတော်ပြင်ချိန်ကိုက်တာတွေလုပ်ဖို့မလိုဘူး။ဒီကနေပြရတာ။သို့တော်လည်းပဲကိုတွက်တာမမအောင်ချိန်ကိုက်တာတော့ရှိတာပေါ့ဒါတော့အများတန်းလိုအပ်တယ်။နော်သို့တော်လေသင်္ချာသဘောအိယဒီဟာအဖြစ်ဟုတ်ပါမလားဆိုသင်္ချာသဘောအိယ ဒီနှစ်ဖက်ခြုံပါလို့ရှင်အဖြေဖြစ်တယ်။ဒါပေမဲ့ခုနကကျွန်တော်ဥပမာတစ်ခုပြရတယ် squaring box site လို့တာ။နှစ်ဖက်စလုံးနှစ်ထပ်တင်လိုက်လို့ရှိရင် squaring box site လို့တဲ့အခါမှာအဖြေမဟုတ်ဘူး။ squaring box site လို့တဲ့အခါမှာအဖြေမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့် squaring ကိုနဲ့တော့ကျွန်တော်ပေးတဲ့ဥပမာဒီမှာအဲ့စကွတ်တူ -3 ဆို squaring box site ပြုံးပြန်လာလို့မရဘူး။ အဲ့ဒီတော့ squaring both sides ဆိုတဲ့ step လေးတစ်ခုပါရင်အဲ့ဒီ step ကပြောင်းမြန်သွားလို့မရဘူးပြောင်းမြန်သွားလို့မရတဲ့အကြောင်းအဖြစ်ဖြစ်ဖို့မသေးကြတော့ဘူးပြောင်းမြန်တက်လို့မရဘူးဒါမျိုးအခြေအနေကြတော့သူတို့ပြန်ချိန်ကြရတယ်အဲ့တော့ကျွန်တော်ကတကယ်တော့ algebra အကြောင်းညီမချင်းရှင်းတဲ့အကြောင်းပြောနေတာကကျွန်တော်က1959ကအ International Mathematical Olympic ပုတ်စားတဲ့ပုတ်ကျွန်တော် ခေါင်းထဲမှာဥတီပြီးတော့ကျွန်တော်ရှင်းပြကြင်တာပါကျွန်တော်အရာကိုပလဲလေးတစ်လုံးသဘောထားပြီးကျွန်တော်ခေါင်းစဉ်တတ်တာတတိပလဲလုံးကိုကျွန်တော်ယူရတာအရန်လာတာပဲပုံစံနော်ဆိုအားဓာလေးကိုကျွန်တော်တပတ်အတွက်နှစ်ပတ်အတွင်းပြောပါမယ်အခြေခံအနေနဲ့ကျွန်တော်နည်းနည်းပါးပါးရှင်းပြတာပါနော်အားလုံးကျေးဇူးပါ